ိုင်းနိုင်ငံအတွင်းရှိအလုံယုံအများပြားမှာရှက်ပိုင်းအတွင်းမြမလုံသားတွေကိုအဆုမိတ်ပြုံလိုက်အလုတ်ဖြုတ်ပစ်နေတာတွေပုံမှုပြုတ်လုခံနေရတယ်လို့ရွှေပြောင်းလုံသမားအရေးလိုက်ပါဆောင်ရွက်ပေးနေသူတွေစီကနေသတင်းရရှိပါတယ်။မြမရွှေပြောင်းလုံသားတွေကိုကြိုတင်အကြောင်းမကြားပဲအလုတ်ထုတ်ခံရတာတွေအလွန်မင်းမြင့်တက်နေပြီးအခုအော်တိုဘာလပထမပတ်တစ်ပတ်အတွင်းစက်ယုံအလုတ်ယုံရှိယုံကအလုတ်ထုတ်ခံရတဲ့မြမရွှေပြောင်းလုံသားထောင်ချီရှိခဲ့တယ်လို့ဆိုပါတယ်။အလုတ်ထုတ်ခံရတဲ့ဆိုတာအလုတ်ရှင်တွေက အလုတ်သမားတွေကိုရေရှည်အတွက်အစီအစဉ်ချထားတာထက်ဂျီတိုအလုတ်တွေကိုအချိန်နဲ့တပြေးညီပြီးအောင်ကိုကျိုးအတွက်အသုံးချပြီးတဆင့်ငံကုမ္ပဏီတွေကိုလာပိုင်းနဲ့အလုတ်ခေါ်ယူခိုင်းတဲ့အခြေအနေတွေကြောင့်အခုလိုဖြစ်လာရတယ်လို့ AAC မဟာမိတ်အဖွဲ့ရဲ့ဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်နားလိုက်ပြီးအဲ့လုံ900နဲ့အလုတ်လောက်လိုက်ပြီးအဲ့ဒီအလုတ်သမားတွေရဲ့ဆရာဆရာတန်းကြီးကအကုန်လုံးသူကကောက်သိမ်းတာပြီးတော့တတိပြောင်းပေးတာမျိုးတွေဝက်မမေတီပြောင်းတာမျိုးတွေလုံးဝဘာမှမလုပ်ဘဲနဲ့ အလုတ်သမားဝန်ကြီးဌာနမှာ तू ကအလုတ်လက်ရှိစမ်းသပ်ကာလဆိုပြီးတော့ तू ကကြာငန်းပေါ့နော် COE မှာနေမြေကမှာသွားပြီးတော့ဥပဒေရ तू ကရပောင်း120ကိုခိုင်းငွေရှိတယ်ဆိုတော့ပုံမှန်လीတက်ပြီးတော့ तू အခွန်သွက်ဆောင်လိုက်တယ်ဝတ်ပါမလဲမလို့ဘူးတတိလည်းပြောင်းမွေးနေ तू ကယာယီသုံးမယ်ဆိုတဲ့ဟာမျိုးလေးကို तू ကတကယ်လို့အလုတ်သမားတွေကသုံးတဲ့ရင် तू ဆက်သုံးမယ်ဆိုတဲ့ပုံရိပ်မျိုးနဲ့ तू ကကလင်ကြီးခွင်စင်ပြီးတွားလို့လိုက်တဲ့အချိန်မှာအလုတ်သမားဝန်ကြီးဌာနကဝန်ဖမ်းလို့မရတော့ 爱情嘛都是恶的，你你阿敲拉都比比。哎哟敲拉了比没了，个你拉了落来就卑大，卑来卑大，哎哟落他妈落不起咯，没起咯都是小娃子们屋里呀，哎哟屋里呀，那人们不端，等你有空上我家来，个小娃嘛，哪鞋子都不看，哪鞋看家咯，那恶的嘞，被你男们没地的看家咯，的嘛我偷的瓜都偷下来的。哦偷下来就看家，老的嘛在那边啊他都戴那都多少都穿的，带你。 တိုင်မင်းတို့ဥပဒေအရငါဖြည့်ရှင်းမယ်ဥပဒေအရပါလေအလုတ်သမားတစ်နှစ်မပြည့်တဲ့လူသမားကိုမင်းအလုတ်ထုတ်မယ်ဆိုရင်ဥပဒေအရရော်ကြီးပေးရမယ်အဘလူယောမှာလေတလကိုရုပ်ပရက်လုတ်ပြီးတော့26ရက်စာအောင်မင်းလက်ရှိနေသားကလည်းပေးလိုက်ပါဆိုတော့ထုတ်ပြန်တာရောဥပဒေအရโอเคยอมเลยสุดတော့သူတို့ချီကအလုံးဝင်ကြီးပတ်စံကိုအဲ့လာနဲ့ပြန်ယော်လိုက်လဲယော်လိုက်ကောသူတို့အလုံးမောက်လကားခံလဲရတယ်အကျိုးမြတ်လဲလကားရပါတယ် ျော်ကြီးပေးတာဒီတတိယလည်းပေးတာမဟုတ်ဘူးဒီဘက်က၅သန်းကုန်ပြီတော့ကျော်လည်းပေးတာမဟုတ်ဘူးအလုံသမားပတ်စံတဲ့လုံသမားပြန်ပြီးပြီးတော့လူဝါးဝါးတဲ့ကွက်လောလိုက်တာကွာတစ်ဖက်မှာလည်းထိုင်းနိုင်ငံဟာအိန္ဒိယကမ်မောရီးယားနဲ့နယ်စပ်ပရိပခါရီမေလာနှောင်းပိုင်းကဖြစ်ပွားခဲ့ပြီးတဲ့နောက်ကမ်မောရီးယားလုံသားတွေနေရပြန်သွားတဲ့အတွက်လစ်လက်နေရာတွေကိုမြန်မာလုံသားတွေနဲ့ဖြည့်တင်းဖို့ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ် ဂျပန်ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်း၉ခုကနှစ်ရှည်မြန်မာစစ်ဘေးရှောင်ဒုက္ခသည်4200ကိုလည်းအော်တိုဘားလတရက်ကနေစပြီးရောအလုတ်လုတ်ကိုင်းခွင့်ပြုထားပြီးအလုတ်လုတ်လို့သူ1000မှ6300ကျော်စည်ရင်သွင်းထားတယ်လို့ထိုင်းလူ့သမားဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းမှုကြောင့်ကြက်တဲလာတဲ့စီးပွားရေးအခြေအနေနဲ့အတူအလုတ်ကိုင်းရှားပါမှုမလုံခြုံမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက် အိန္ဒိချင်းထိုင်းနိုင်ငံတဲ့ရွှေပြောင်းဝင်ရောက်လာကြတဲ့မြမအလုပ်သမားတွေအပေါ်ထိုင်းလုပ်ငန်းရှင်တချို့ရဲ့အလုပ်လိမ်လည်ခိုင်းစေမှုချင်းချောက်ခိုင်းစေမှုတွေဟာပိုဆိုးရွားတဲ့အခြေအနေကိုရောက်ရှိလာနေတယ်လို့ရွှေပြောင်းလုပ်သားတွေစီကနေသိရပါတယ်။ဒီလိုဖြစ်စဉ်တွေကိုသိနေတဲ့စစ်ကော်မရှင်ရဲ့ဘန်ကောက်ရှိမြမတန်ယုံကလည်းမြမရွှေပြောင်းလုပ်သားတွေကဆန္ဒပြတောင်းဆိုမှလာရောက်ဖြည့်ရှင်ပေးပြီးတခြားအကူအညီတွေမပေးဘူးလို့အလုပ်သမားတအူးကလည်းအခုလိုပဲပြောပါတယ်။ အရင်ထက်ကိုခွဲခြားဆက်ဆံခံရမှုတွေကပိုတိုးလာတာအလုံးလုံးရတော့လေတတ်မှတ်လာစာမရရှိပဲနှိမ်ပေးနေတာတွေလုပ်ငန်းဝင်ထိခိုက်ရင်ကိုတာဝန်ယူမှုမရှိတာအလုတ်ထုတ်ခံရရင်ကိုနှစ်နာကြေးမရရှိပဲအလွယ်တကူအလုတ်ဖြုတ်ပစ်တာတွေနဲ့တချို့ဆက်ယုံအလုံးယုံတွေဆိုရင်ဖိနှိပ်ချုပ်ချယ်ခိုင်းစေမှုတွေကဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ဖြစ်လာနေပြီလို့ထိုင်းနိုင်ငံဗန်ကောက်မြို့အနီးလှုပ်လှုပ်ကင်နေတဲ့မြန်မာရွှေပြောင်းအမျိုးသမီးတအူးကလည်းခုလိုပဲပြောခဲ့ပါဗျ။အလားတူပဲထိုင်းရောက်မြန်မာလူသားတွေအနေနဲ့ အခုလိုအလုဆက်မှတ်ခတွေညားစွာပေးနေရပေမဲ့အလုဝင်ပြီးလာပိုင်းခံမှာအလုဖြုတ်ခံရတဲ့ဖြစ်စဉ်တွေမကြခဏဖြစ်ပေါ်နေကညနာသူအလုသမားတွေအတွက်မြမအလုသမားအဖွဲ့အစည်းတွေကကုညီဖြည့်ရှင်းပေးနေရတယ်လို့လည်းသိရပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းအပြည်ပြည်ဆိုင်ရာအလုသမားအဖွဲ့ချုပ် ILO ရဲ့ထုတ်ပြန်ချက်အရမြမနိုင်ငံလူဦးရေ1.6တန်းအလုလက်မဲ့ဖြစ်သွားခဲ့ပြီးမြမနိုင်ငံလူဦးရေတဝက်ကျော်ဖြစ်တဲ့25တန်းကျော်မှလည်းငတ်မှုပေးကိုကြုံတွေ့နေရတယ်လို့ဖော်ပြထားခဲ့ပါတယ်။ Música